မင်္ဂလာပါရှင်2025ခုနှစ်မတ်လ21ရက်နေ့မှာ29ရက်နေ့အထိမြန်မာတက္ကရာ1386ခုနှစ်တပေါင်းလာပြည့်ကျော်10ရက်နေ့မှာ14ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမိုးလေဝသအခြေအနေခန့်မှန်းချက်များကိုနေ့ပြီးတော့မိုးလေဝသနဲ့ဇလားပြည်သားညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်။ င်္ဂလာပင်လယ်ော်အခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာတည်ရင်တည်ရင်တင်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်ော်တို့မှာတည်အနှင်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။မိုးရွာသွန်းနိုင်မှုအခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့ ရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ကြုံရွာနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီးအပိုင်းချင်းပြည်နယ်အေရာဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာတရတဲ့တဲ့ဖြစ်ထွန်ပြီးရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမလစ်တိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာအများအပြားတာယာပါမယ်။အမြင့်ဆုံးဘူတင်ချီနေခမန်းချက်များအနေနဲ့ကတော့နေပြည်တော်ရှမ်းကုန်းတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ69ဒီဂရီဖာရန်ဟိုက်မှာ130ဒီဂရီဖာရန်ဟိုက်အထက်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းတို့မှာ89ဒီဂရီဖာရန်ဟိုက်မှာ68ဒီဂရီဖာရန်ဟိုက်အထိနဲ့ ကျင်းပြင်းနေတဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ89ဒီဂရီဖာရင်ဟိုက်မှာ88ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။အနည်းဆုံးပူချိန်အခြေအနေခမန်းချက်များအနေနဲ့ကလည်းကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ56ဒီဂရီဖာရင်ဟိုက်မှာ59ဒီဂရီဖာရင်ဟိုက်အတွင်း စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကယားပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းတို့မှာ58ဒီဂရီဖာရန်ဟိုက်မှာ69ဒီဂရီဖာရန်ဟိုက်အတွင်းနဲ့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ80ဒီဂရီဖာရန်ဟိုက်မှာ80ဒီဂရီဖာရန်ဟိုက်အတွင်းရှိနိုင်ပါတယ်။ လေတုစုတိုင်းစားအခြေအနေခံမှန်းချက်များအနေနဲ့ကတော့မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တာမိုင်းတို့မှာ38ရာခိုင်နှုန်းမှာ49ရာခိုင်နှုန်းအတွင်းချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးအပိုင်းနဲ့နေပြည်တော်တို့မှာ90ရာခိုင်နှုန်းမှာ60ရာခိုင်နှုန်းအတွင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာ67ရာခိုင်နှုန်းမှာ80ရာခိုင်နှုန်းအတွင်းနဲ့ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရခိုင်ပြည်နယ်အေရတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနဲ့တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ87ရာခိုင်နှုန်းမှာ87ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ်။ပင်ခွင့်ရင်ွေပြည်နယ်အခြေအနေခမန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ26မီလီမီတာမှ35မီလီမီတာအတွင်း ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနယ်တောင်ပိုင်း၊ကယားပြည်နယ်ရယာဝတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာ36မီလီမီတာမှ45မီလီမီတာအတွင်းနဲ့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာ46မီလီမီတာမှ58မီလီမီတာအတွင်းရှိနိုင်ပါတယ်။မြေစုလာအားရဲ့အခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးတို့မှာ၆တွေ့အခြေအနေမှာရှိနိုင်ပါတယ်စိုက်ပျိုးရေးမိုးလေဝသအခြေအနေခံမှန်းချက်များကို ကြည့်ရှုနေကြရတယ်။မိဘပြည်သူအပေါင်းကိုစိတ်နှပြချမ်းသာကြပါစေရှင်။